ဒီ Autopass ဒီမှာနှလုံးသုံးလုံးပါရတဲ့အကြောင်းကစိတ်ဝင်စားဖို့ကောင်းပါတယ်။ Autopass ဒီမှာနှလုံးသုံးလုံးရှိခြင်းကပြည်နယ်ရေအောက်ဘဝနေထိုင်မှုအတွက်လိုအပ်တဲ့ထူခြားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒီနှလုံးသုံးလုံးဟာမတူညီတဲ့တောင်းတွေကိုကွဲဝေပြီးတော့လှုပ်ဆောင်စီပါတယ်။ပထမဆုံးဒီနှလုံးနှစ်ခုကတော့ Autopass ရဲ့ခန္ဓာကိုယ်ရဲ့ကျန်စိတ်ပိုင်းတွေကပြန်လာတဲ့အောက်ဆီဂျင်မပါတဲ့သွေးတွေကိုယူဆောင်ပြီးတော့ သူတို့ရဲ့ပဟတ်နှစ်ခုစီမှာအကောင်းစွာညှက်ထုတ်ပေးပါရယ်။ပဟတ်တို့ရောက်သွားတဲ့အချိန်မှာတော့ဤထဲအောက်ဆီဂျင်ကိုဖန်ယူနိုင်မှာဖြစ်ပါရယ်။ဒီလိုတည်တံ့နှလုံးနှစ်ခုကတော့ဖန်မလုပ်ပေးခြင်းကြောင့်ပဟတ်တွေစီကတွေးစီစဉ်နှုန်းကိုမြင်စီပြီးတော့အောက်ဆီဂျင်လုံလောက်စွာရရှိနေပါရယ်။ now systematic hello corona လောကတော့ဘာဟက်တီးယားနေပြန်လည်ရောက်ရှိလာတဲ့အောက်ဆီဂျင်နဲ့ကျော်ရတဲ့သွေးရည်ကိုလက်ခံပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အင်္ဂါတွေကြွက်သားတွေစီကိုဖြန့်ဝေပေးပါတယ် အနည်းချက်တွေကတော့ဒီ auto bus တွေကရေကူးတဲ့အခါမှာဒီစနစ်နှလုံးကအလုံးလုံးချင်းခဏရေတန်းနေရှိပါတယ်။ဒါကြောင့်မို့ဒီရေတန်းချင်းကြောင့်သွေးစီးဆင်းမှုနှုန်းကျဆင်းသွားတာရယ်။ခန္ဓာကိုယ်တစ်ခုလုံးအောက်ဆီဂျင်ပေးဝေးမှုမလုံလောက်တော့ပင်နဲ့သူတို့ကိုပင်ပန်းနှွမ်းနေဆိုရပါတယ်။ဒါကြောင့် auto bus တွေဟာရေကူးခြင်းထက်ပင်နဲ့ချမ်းပြင်းနေမှာတော့တော့ချင်းပိုပြီးနေတတ်ကြတာဖြစ်ပါတယ်။ auto bus တွေကလူသားတွေမှလုံးပဲသွေးကြော်တွေသွေးလွှတ်ကြော်တွေသွေးပြန့်ကြော်တွေသွေးတွေကိုစနစ်တကျတက်ယူပြီး ်တေယူပို့ဆောင်ပေးတဲ့သွေးလည်ပတ်ဝန်းစနစ်တွေရှိပါတယ်ဒါကလည်းခရုကမာလုံမျိုးပဲအခြားပင်လယ်ကောင်းနေနဲ့အကွက်ပြပြီးတော့သူတို့ရဲ့တက်ကြွရဲ့ဘဝနေထိုင်မှုအတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုမြင်မြန်ဆက်ဆံဖြည့်ဝေပေးစေနိုင်တဲ့အဆင်ပြေစနစ်တစ်ခုပဲဖြစ်ပါတယ်အော်တိုဘတ်စ်တွေရဲ့သွေးအယောင်ကအပြာအယောင်ဖြစ်ပါတယ်ဘာလို့ဒီလိုအပြာအယောင်ဖြစ်ရလဲဆိုတော့သွေးတွင်းအောက်ဆီဂျင်တွေကိုတည်ဆောင်ပေးတဲ့ပရိုတင်းတစ်မျိုးကြောင့်ဖြစ်ပါတယ်ပြီးတော့ဟီမိုဆိုင်နင်လို့ခေါ်တဲ့လူသားနဲ့နှုတ်တိုက်သက်သွားရည် အောက်ဆီဂျင်သေဆောင်မှာတန်တက်ပါဝင်တဲ့ဒီဟီမိုဂလိုဘင်ကိုအသုံးပြုပါတယ်ဟီမိုဂလိုဘင်ကတော့အောက်ဆီဂျင်နဲ့တွေ့တဲ့အခါမှာအနီအောင်ဖြစ်လာပါတယ်အော်တိုဘတ်စီမှာကျတော့ဂျီနီတက်ပါဝင်တာကြောင့်ဟီမိုဆိုင်နီကိုအသုံးပြုပါတယ်ဟီမိုဆိုင်နီကအောက်ဆီဂျင်နဲ့ပေါင်းစပ်တဲ့အခါမှာအပြည့်အဝပြောင်းသွားပါတယ်ဒါကြောင့်သူ့ရဲ့သွေးကအပြည့်အဝဖြစ်နေခြင်းဖြစ်ပါတယ်ဟီမိုဆိုင်နီယာအရေးအပူချိန်ဒီမှာ ਨੇ အောက်ဆီဂျင်နဲ့ပေါ်ပေါင်းခြင်းဒီမှာအောက်ဆီဂျင်ကိုသေဆောင်နိုင်စံပို့ပြီးတော့ကောင်းပါတယ် ော်တိုပတ်တွေကအများအဖြစ်ပြလဲချမ်းပြင်းနှံ့ဆိုင်ဆုံးနေရာမှာနေထိုင်ကြရကြောင်းပတ်ဝန်းကျင်အပူချိန်နေမျိုးအောက်ဆီဂျင်ပေါမှုနေနေရာတွေမှာရှင်သန်နေထိုင်ဖို့အတွက်ဒီလိုဂျင်းကြီးအခြေခံပါတဲ့သွေးစနစ်ဟာအရေးပါလာပါတယ်။ဒါပေမဲ့ဟီမိုဆိုင်နီယာဟီမိုဂလိုဘင်တက်ထက်အသိပ်တည်ပြီးတော့ပုံမှန်ပြစ်ခဲ့ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အတွင်းမှာလေပတ်ဖို့အတွက်သွေးပေါင်ချိန်ကြီးပုံမှန်မြင့်မာဖို့လိုအပ်ပါတယ်။ဒီနေရာမှာပဲနှလုံးသုံးလုံးပါဝင်ရခြင်းအဓိကအကြောင်းရင်းဖြစ်ပါတယ်။ နှလုံးနှစ်ခုကတော့ပဟက်ကိုသွေးရောအပြင်းပြင်းပို့ပေးပြီးတော့သွေးလက်ပတ်မှုအထောက်အကူပြုရကြောင်းသူတို့ရဲ့တကြရတဲ့ဘဝနေထိုင်မှုထင်ထင်ချင်းဖြစ်ပါတယ်။နှလုံးသုံးလုံးနဲ့သွေးအပြာရောင်အပြင်အော်တိုဘတ်စ်တွေကအခြားရောစိတ်ဝင်စားစရာအချက်တွေလည်းရှိပါတယ်။အုံနောက်ကိုကူပါပဲ။အော်တိုဘတ်စ်မှာဘဟုအုံနောက်တစ်ခုနဲ့လက်တန်ရှစ်ချောင်းစီအတွက်အုံနောက်ငယ်တစ်ခုစီစုစုပေါင်းအုံနောက်ကိုကူရှိပါတယ်။ဒါ့အပြင်မှာတော့သူတို့ရဲ့ nutrient တွေသုံးဖို့နှစ်ပုံလောက်လက်တန်တွေမှာရှိနေကြတယ်။ က်တံတွေကဗဟုအုံနောက်ကိုအမြဲတမ်းအမိန်တောင်းကြမလို့ပဲနဲ့ကိုပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိပါတယ်ပြီးတော့သူတို့ရဲ့လက်တံတွေကနီးအရသာခံလို့ရပါတယ်ဒီရဲ့လက်တံပေါ်မှာရှိတဲ့ဆုပ်ခွက်တွေကချီးတွေ့ခံစားရုံသာမက အရသာနဲ့အနံ့အောင်ပါခံစားသီးရှိနိုင်တဲ့ဓာတုဗေဒအယုံခံကရိယာရဲ့ chemical sensor အဖြစ်လုံးဆောင်ပါတယ်ဟုတ်ပါပြီဆိုရမယ်ဆိုရင် autopass တရားနှလုံးသုံးလုံးပါစနစ်နဲ့ hemocyanin အခြေခံနဲ့တွေးပြရအောင်လို့ပင်လယ်ရအခြေအနေမှာ ောက်ဆီဂျင်ကိုအမြန်ဆုံးနဲ့အထည်အောင်ဆုံးသိယူနိုင်ပြီးတော့ဆင့်ကပြောင်းလဲလာတဲ့အမကန်စီဝါကမ္မပီရာဆိုင်ရာအောင်စရာအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဒီ Autopass ဒီရဲ့အကြောင်းသိရှိနိုင်ပြီလို့ထင်ပါတယ်။ကြည့်ရှုနာဆင်ပြီးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာများကိုလည်းရှင်းပြတင်ဆက်ပေးသွားပါဦးမယ်။